ားထုတ်နိုင်တဲ့အရင်ချင်းမရှိဘဲနဲ့သူတို့တရားအားထုတ်တယ်။ပြောလို့ဆိုတရားအားထုတ်နိုင်တဲ့အရင်ချင်းဆိုတာဘာတုံးလို့မေးလို့ရှိရင်တစ္ဆာတိတာဖြစ်ရမယ်။တစ္ဆာတိတယ်လို့ဆိုတဲ့သောတာပန်လို့ဆိုတဲ့တစ္ဆာကိုတိမှုမှကလေးလောက်မှသူတို့ဒီမှာမရှိသေးပဲနဲ့သူတို့ကနေတရားမတိပဲနဲ့အဲ့တရားတွေကိုပွားတာကိုလုပ်ပြီးလို့ဆိုတဲ့အခါကျတော့ပွားတာဘာပွားမှတော့မတိပဲနဲ့ပွားပြီလို့ဆိုလို့ရှိရင်တော့မှားတာတွေပဲရောက်မှာပေါ့လို့ဒီလိုပြောရမယ်။အဲ့တော့ရှေးခါကတန်ဃာတွေကလည်းကွဲပြီးနေကြတယ်။သာသနာနှစ်တရားကျော်လောက်မှာ တန်ဃာတွေကကွဲပြီးနေတော့အကိုင်းကိုင်းကွဲတဲ့အခါမှာသူလဲသူ့ဟာနဲ့သူအာထုတ်ကိုလဲကိုဟာနဲ့ကိုအာထုတ်အာထုတ်ရင်အာထုတ်ရင်းနဲ့တကယ်တစ္ဆာမသိပဲနဲ့ဒါအာထုတ်ကြည့်နောက်ဆုံးပိတ်ရောက်မှာကတော့ယူပနဲ့အာယူပါပဲပြောချင်တာဒီကနေ့ဆိုရင်လည်းပဲဒုနဲ့ဒေးပါနော်တစ္ဆာမသိပဲနဲ့အာထုတ်ကြတာလေတကယ်ကြတော့သူတို့ဘာလို့အာထုတ်တာတုံးလို့မေးတစ္ဆာတိအောင်အာထုတ်တာလို့များတောင်သူတို့ဖြေကြပါတယ်ပေါ့အဲ့ဒီလိုမျိုးအာထုတ်လိုက်တဲ့အတွက်ဘာမှန်နီခုံးချုပ်တုံးလို့မေးရဲ့ တစ္ဆာတိတာမှာညီကုန်းချုပ်ပါတယ်လို့သူတို့ဒီလိုများတောင်ပြောကြမှာတော့အာအားထုတ်လို့တော့ဘယ်လိုလုပ်တစ္ဆာတိမှာတော့တစ္ဆာတိပြီးအားထုတ်မှဖြစ်မှာပေါ့လို့ကျုပ်တို့ဆိုရင်ဒါတော်တော်ကြီးသိုးထိတ်တစိုးထိတ်တိတ်နဲ့ပြောမိတယ်ပေါ့ဗျာဘာလို့လဲဆိုတစ္ဆာမတိဘဲနဲ့အားထုတ်ဘာအားထုတ်တာသူအားထုတ်တာတစ္ဆာကိုတိပြီးမှအားထုတ်ရမဲ့တစ္ဆာအားထုတ်မယ်အားထုတ်ခံရမယ်ရှုခံရမယ်တစ္ဆာကိုရှုမယ်တစ္ဆာတိတော့တောင်မှတစ္ဆာ၄ချက်လုံးအားထုတ်ရမယ်ဟာမဟုတ်ဘူးနော်တစ္ဆာ၄ချက်တည်းတောင်မ မက္ခတစ္ဆာလို့ဆိုရဲဘာဝိတဘထိုက်တဲ့တကယ်အာထုတ်ထိုက်တဲ့တစ္ဆာဆိုလို့တစ်ချက်တည်းရှိတာအဲ့ဒီတစ်ချက်တည်းရှိတာကိုတိတိကျကျဒါဖြင့်တစ္ဆာဖြစ်ခဲ့ဟဲ့လို့အပိပြင်ကိုကိုယ်တိုင်ဉာဏ်သိမြင်ပြီးမှဒိဋ္ဌဓမ္မောပတ္တဓမ္မောဝိရိဒဓမ္မောပရိယောဂန္လဓမ္မောနဲ့ဟုတ်တယ်နော်ဒီတစ္ဆာတိတာတော့မတုံမလုတ်တကယ်ကိုဟောတာပေါ်ကိုရောက်ပြီးတော့ကိုတစ္ဆာတိရမှာအာဒုက္ခတစ္ဆာသမုဒယတစ္ဆာနိရောဓတစ္ဆာမေဃတစ္ဆာနဲ့ပြောတဲ့ညာဆိုတဲ့ညာလေးနဲ့တစ္ဆာတိတာမျိုးလောက်ကိုတစ္ဆာတိတယ်ပြောလို့မရဘူးနော် ဒီတစ္ဆာရဲ့အရာကောက်ကိုတိတိကျကျကြည့်ပြီးတော့ဟောတာကတော့ပွားရမယ်တစ္ဆာမှန်ဟုတ်တယ်ဟာဟောတာကတော့အပွားခံရမယ်တစ္ဆာမှန်ဟုတ်တယ်ဟာပေါ့ဗျာနော်ဒါကတော့ဖြင့်ပယ်ရမယ်တစ္ဆာအမှန်ဟုတ်တယ်ဟာ ਨੇ အတစ္ဆာရဲ့ကိစ္စတွေပါသိပြီးတော့ဟောတာလေသူတစ္ဆာသိရအောင်အဲဒီလိုမျိုးဗာတစ္ဆာမှမသိရဲနဲ့ဘုရားကြီးညိုတာနဲ့ဘုရားတော့အားထုတ်လို့ရတာပဲတို့လေအားထုတ်ရမှာပဲနဲ့သန္တံဝါဒနဲ့အားထုတ်လိုက်ရင်တော့ဘယ်တော့မှသူဒီတစ္ဆာတရားကြီးကိုမရောက်ဘူးလို့ပြောကြဆို ဘယ်ရောက်မှသူသစ္စာတရားကိုမတော်ဆတိသွားတယ်ပဲဆိုအဲ့ဒါလိုအားထုတ်လိုက်လို့တိသွားတယ်ဆိုအဲ့ဒီလိုတိသွားလဲသူဖြင့်ဘုရားရဲ့တာဝကပုတ်ဘူးလို့သူပြောရတယ်။ဘာဖြစ်လို့ဆိုဘုရားတာဝကလို့ဆိုတာကိုယ်တိုင်ကိုယ်ကတာဝကနာမည်ကိုယ်ကတာဝကတာဝကပဲပေါ့ဗျာဒါ။ဘာဖြစ်လို့ဆို तू ကကြားတတ်တယ်သူ။ကြားနိုင်တဲ့သူဒီလိုပြောရမှာပေါ့တာဝကဆိုတဲ့သူကကိုယ်ကပြောစကားကို နားထောင်တတ်တဲ့သူနားလည်တဲ့သူအဲ့ဒါကိုတာဝကခေါ်တာပဲ။ ဖះပြောတဲ့တစ္ဆာကိုနားလဲလို့အားထုတ်လို့ရရှိတဲ့သူကမှတာဝကလို့ပြောတာလေဖះပြောတဲ့စကားကိုနားလဲနိုင်တဲ့အနေထားရှိတဲ့သူနားလဲတဲ့သူဆိုရင်တော့လည်းပဲတာဝကပေါ့နားလဲလို့မလို့နားလဲတဲ့အတိုင်းဆက်ပြီးကျင့်လို့မလို့ရရှိနေတဲ့သူလည်းပဲသူဖះပြောတဲ့ဟာနဲ့ကင်းတဲ့သူမဟုတ်တာဖြစ်တဲ့အတွက်သူလည်းတာဝကပေါ့အခုနောက်တော့တစ္ဆာကိုမသိဘူးအားထုတ်ရမယ်ဆိုတာပဲသိလို့မလို့သူအားထုတ်တယ်ဘာကို အားထုတ်ရမယ်လို့မသိဘူးဘယ်အရာကိုအားထုတ်ရမယ်လို့သူမသိဘူး အဲ့လိုမတည်ဘဲနဲ့သူအားထုတ်တယ်အားထုတ်လို့သူတကယ်တမ်းသစ္စာအထိရောက်သေးတယ်ဆိုရင်အဲ့ဒီရောက်တဲ့သူဟာဘုရားတာဝကမဟုတ်ဘူးသူပိစိကဗုဒ္ဓလားဒါမှမဟုတ်သူဗုဒ္ဓလားဗုဒ္ဓနဲ့ပိစိကဗုဒ္ဓတခုပဲဗုဒ္ဓရဲ့တာဝကတော့မဟုတ်ဘူးလို့ဒီလိုပြောရမှာပေါ့ဗျာအခုအဲ့ဒီလိုပဲအဲ့ဒီခေတ်တုန်းကဘုန်းကြီးတွေဟာအားထုတ်လိုက်လိမ့်မယ်ခိုင်းနေလဲကွဲနေတာဆိုတော့အဲ့ဒီလိုအားထုတ်တဲ့အခါမှာသူအားထုတ်တော့လေသူရောက်ချင်ရရောက်မှာပေါ့ဘယ်ရောက်မှာလို့ဆိုရောက်ချင်ရရောက်လို့ဆိုယူပနဲ့အာယူပရောက်မှာပဲဘာအားထုတ်မှာလို့ဆိုရင်ကာမတွေကလွတ်မြောက်အောင်အားထုတ် ကာမတွေကလွတ်မြောက်အောင်အထုတ်မှာဆိုတော့ဟောကာမတွေကနေတော့လွတ်သွားမှာပေါ့ဘယ်လွတ်ဘယ်လိုလွတ်သွားမှာဆိုတော့ယူပရောက်လဲလွတ်တာပဲအယူပရောက်လဲလွတ်တာပဲဒါကတော့ဘာမှမခက်ဘူးလို့ပြောရမှာပေါ့လွတ်ပုံလိုနေရတော့ကျုပ်ရဲ့အဲ့ဒါနဲ့စပ်ပြီးပြောမိတယ်အင်းကာမဆိုတာဟာလို့တော်တော်ကြီးကိုမငင်းနိုင်မဆန်နိုင်လောက်အောင်ကိုအရင်ကြီးအမတန်ကြီးမားလွန်းတယ်လို့မတို့ကထင်ရပေမဲ့တကယ်တော့လေကြီးတာဟုတ်ပုံမရဘူးဟာလို့ဘာဖြစ်လို့လို့ဆိုရင်လို့မတို့မှာလို့နှမတွေလို့အမတွေလို့ဆိုတာရှိပေမဲ့လည်း တို့နှမတွေတို့အမတွေကမလှတာလည်းမဟုတ်ပေမဲ့လို့လည်းပဲလူမြင်လည်းကြိုက်လောက်တဲ့အနေထားရှိမယ်တို့မကြိုက်ဘူး။ဘာဖြစ်လို့လုံးလို့ဆိုလို့ရှိရင်တို့နှမတွေတို့အမတွေဖြစ်နေလို့လို့တို့နှမတွေတို့အမတွေဖြစ်နေတာနဲ့မြတ်တို့ကခါတာလည်းမဟုတ်ဘာလည်းမဟုတ်ဘူး။ဘာဖြစ်လို့မကြိုက်ရတာတော့ဆိုရင်အေးကြိုက်ခုမကြိုက်ဘူး။အဲ့ဒါတော့ကြိုက်ကြိုက်ခဲ့တဲ့အနေကိုပဲမကြိုက်ကောင်းဘူးဆိုပြီးတော့ကိုပယ်နေတာလည်းမဟုတ်ဘူးလို့ပြီးတော့ကိုယ်စီမှာကိလေသာလည်းကုန်းနေလို့လည်းမဟုတ်ဘူးပေါ့။အဲဆိုလိုတာကတော့ကာမဆိုတဲ့အရာလေးဟာ ပညာမှားလေးတစ်ခုကြောင့်သူတို့ကနေပြီးတော့ကာမစိတ်တက်ဆိုတာဖြစ်ကြတယ်။အဲ့ဒီပညာကိုတောင်လုံးလုံးရရမရှိတော့အောင်ဒီအတိညာအထီတောင်သူတို့ကရောက်အောင်ပွားများလိုက်ရင်တော့ဘယ်ကာမဆိုတာချင်းလို့ရကတ်လို့ရဘယ်လိုလုပ်ပြီးတော့အစောနံလို့ရမတုံးလို့သူပြောရမှာပေါ့။အဲ့တော့ကာမကိုသူတို့လွန်မြောက်အောင်အားထုတ်ကြတာပေါ့။ကာမကိုလွန်မြောက်အောင်အားထုတ်လိုက်တော့အာဒါမဟုတ်တကယ်ကိုဟုတ်လွတ်လိုက်တော့မှဖြစ်ချင်းရတော့နည်းနည်းကလေးတော့မတည်ဘူးဟာဆိုပြီးတော့တခါတည်းသူတို့လုတ်သွားကြတာလို့သူပြောရမှာ။ အဲ့ဒါလည်းပဲကိုကြီးလက်ရောက်ပြလို့တတ်လို့လည်းလွဲပါပြီတနေ့အဲ့လိုလွယ်တဲ့အခါကျတော့သူတို့ကလည်းပဲအလုံးလိုက်ရင်းလိုက်ပြသွားရင်ကနေပြီးတော့ကျွတ်တူသာသနာတော်ကြီးတခုလုံးကနောက်ဆုံးပြီတော့မဲခဒသမားကြီးဖြစ်သွားတာလို့ဒီလိုပြောရမှာဗျာအဲ့တော့ပြောတဲ့စကားကြီးလည်းနင်းနေတော့ရှည်သွားပါပြီမေးရမေးခွန်းကနည်းနည်းဖြစ်ပြီမဲ့လဲအကြောင်းတင့်လို့မလို့ဒါဘုဒ္ဓတမဖြစ်စီတော့ဆိုပြီးကြုံရကြုံရကိုကိုသဘောထားမိတဲ့အလျောက်တိုင်းဆက်ပြောသွားတာလို့မှတ်ပါခုနစကားကြီးကိုပြောရမယ်ဆိုရင် ကျုပ်တို့သာသနာတော်ကြီးကလည်းပဲခုနမဟေကတဓမ္မတွေကလွန်မိုးပြီးခဲ့တဲ့သာသနာတော်ကြီးဖြစ်နေတယ်။အဲ့ဒီမဟေကတဓမ္မတွေလွန်မိုးပြီးနေတဲ့သာသနာတော်ကြီးမှာဘုရားကနေပြီးတော့တမာပတ်တွေကိုဝင်စားပြီးနေတယ်လို့ဆိုတာပြောလိုက်ရင်သူတို့နားလေတဲ့တမာပတ်ကဘာတမာပတ်ဖြစ်မှာလို့ဆိုတမာပတ်၈ပါးဖြစ်။ယူပအယူပတမာပတ်၈ပါးပေါ့ယူပဇံ၄ပါးအယူပဇံ၄ပါးဒီတမာပတ်၈ပါးနားလေ။ဒီတမာပတ်၈ပါးနားလေမယ်ဆိုတော့ဒီတမာပတ်၈ပါးတွေကိုဝင်စားတာပေါ့လို့ဆိုတာမျိုးပြောတော့တာပေါ့လို့ပြောရမှာပေါ့ဗျာ။ ဲ့ဒီဓမ္မပတ်၈ပါးတွေကိုဝင်စားပြီးတကလားအဘိညာဉ်တွေကိုလည်းပဲပေါက်တယ်လို့ဆိုတော့လေဘာအဘိညာဉ်တွေပေါက်တာတုံးလို့ဆိုတော့လေခုနကပြောခဲ့တဲ့ဒီဓမ္မပတ်ကိုယူပဇံဓမ္မပတ်ကိုပွားပံပွားမများလို့ရှိရင်ဟိုအခုခေတ်ပြောသလိုပေါ့တို့တုံညနဲ့နေတာကောင်းငယ်ဟာပေါ့ဟိုပကြီးဆရာတွေတို့ဘာတွေတို့စားဆရာတွေတို့ကြပြားဆရာတွေတို့ခိတိလူတွေတော်တော်များများပြောတတ်ကြပါတယ်အဲ့လိုမျိုးလိုနေလို့ဘာမှမရှိအောင်ဘာတွေးမှမရှိအောင်ကိုကိုကိုအကုန်လုံးကို ်ခါတကယ်ကြီးလဲလို့ကိုယ်စိတ်ကိုလှည့်ပလိုက်အဲဒီလိုမရှိရာနေထပေါက်လာတဲ့ဟာကပါတကယ်ဟာပေါ့ဗျာဒါအဲအဲဒီလိုမျိုးပြောသလိုသူတို့လည်းမရှိရာနေပြီးတော့စိတ်ကိုတခါတည်းခုနတင်ညာဖက်တင်ညာပြက်တင်ညာမဲ့အနေထားဖြင့်နေလိုက်တာလေးရတခါတည်းပိစုပန်အာယုံပိစုပန်တဲ့တဲ့အာယုံနဲ့ပေါ့ဗျာရုပ်ဆိုတဲ့ပိစုပန်တဲ့တဲ့အာယုံလေးနဲ့ပဲနေဖန်နေဖန်များတဲ့ခါကျသူတို့ကဘာအတွေးမှမရှိတော့ဘူးလို့ဆိုတဲ့ခါကျတော့သူတို့စိတ်ကိုတကယ်ကြီးကလှဲပြလိုက်သလိုသူတို့စိတ်က ဘာပုတ်သက်ခရုဒင်းလို့တို့ဘာလို့ဆိုတော့သူတို့ကလည်းအနေထိပဲလေပြောတယ်လေးထားရှိပါတယ်ဖွေးဖွေးဆွတ်ဖြူပြီးတော့နေပြီးလို့ဆိုတဲ့အခါကျတော့သူစိတ်တိတ်တန့်နေပြီပြောမှာပေါ့အဲ့လိုတိတ်စိတ်တန့်နေတဲ့အချိန်မှာဆိုတော့ငကိုယ်တော့ကရှိခဲ့တဲ့ဒီအုံတော်ထဲမှာထည့်ထားခဲ့တဲ့ဒါကျွတ်တို့အုံတော်ထဲမှာလည်းပဲအရင်အရင်ကပြင်ခဲ့ဘူးကြားခဲ့ဘူးတာတွေဆိုတာထည့်ထားတာမလားအဲ့ဒါတွေကိုတွတ်တဲ့လုပ်ငန်းတော့သူ့ဘာသာသူလုပ်ကလေးကိုကိုယ့်ရဲ့တိစိတ်ကမလုပ်တော့ဘူးဆိုရင်သူ့ဘာသာသူပတိတာနဲ့ကလုပ်ပြီး အဲ့လိုလှုပ်တဲ့အခါမှာမှတကွက်တလေမြင်လာတဲ့ဖြစ်ရမျိုးရှိမှာပေါ့တကွက်တလေမြင်လာတဲ့ဖြစ်ရမျိုးဖြစ်မယ်ဆိုတာဥမာပကြီးဆွဲမယ်သူ့ဝတ္တတုကိုရောင်ရမ်းပြီးတော့လှုပ်မိတဲ့ဟာဥမာစာရေးမယ်ကြပြာရေးမယ်သူ့ဝတ္တတုကိုပေါ်လာတဲ့ဟာတစုံတစ်ခုဒီကနေ့ကိုတိနေကိုထင်းနေကိုမြင်နေတဲ့ဖြစ်ရတဲ့ကနေပေါ်လာတယ်ဟာမဟုတ်ဘူးသူ့ဝတ္တတုကိုပေါ်လာတဲ့ဟာချရေးလိုက်မယ်အဲအဲ့လိုမျိုးလို့ဖြစ်သွားပြီဆိုရင်တော့ဒါတိတုဘာပြောရမလဲဆိုရင်အပိညာဉ်လို့ပြောရမှာပေါ့နော်အပိညာဉ် ။ဝိညာဉ်ဆိုတာလေတိတ်ထူးဆန်းဆန်းကြီးမဟုတ်ဘူးလို့လည်းပြောရမယ်ဗျာ။ဥပမာခင်ဗျားတို့ကားမောင်းမယ်။ကားမောင်းမယ်ဆိုပထမဆုံးကားမောင်းတာဆိုကားမောင်းတင်ရမှာပေါ့။ကားမောင်းတင်မယ်ဆိုကားမောင်းဆရာကရဲ့ဘေးနားကနေပြီးတော့ဟောဒီမှာကွာဂီယာထိုးပြီ။ဟောဂီယာထိုးတော့မယ်အလုပ်မှာဆိုလို့ရှိရင်ဟောဒီလို clutch ကိုထိုးနင်းနေဟဲ့။ clutch နင်းနေတဲ့ဘီဂီယာထိုးတာတော့ဖြင့်ဘယ်လိုပြန်တူဖြစ်ရမလဲ။ဆက်ဆက်ရှင်ပြောမှာပေါ့။အဲ့ဒီနောက်မှာ lever ဟောတို့ဘယ်လို short ထားမှာနော်။ဟောတော့ပြီးသွားပြီဆိုရင် liver ဟောတို့ဘယ်လိုနင်းမှာဟော CRM ကဘယ်လိုလှည့်မှာသူပြောမှာပေါ့သူ့ရဲ့ order တွေအတိုင်းကိုယ်ကလည်း နောက်တော့လိုက်လို့မှာပေါ့လှုပ်ရင်းလှုပ်ရင်းလှုပ်ရင်းနဲ့ကနေမှချက်တော့ဘယ်ကြမလဲပေါ့သူပြောတာအတိုင်းလှုပ်ရတယ်ဆိုတော့ပြောမစင်းတော့လီဘာကိုရှော့မယ်အာကလတ်ကိုနင်းမယ်ဂီယာကိုသွင်းမယ်ဆိုအဲ့ဒါလှုပ်လိုက်တာကကားရဝူးဆိုရသွားတာဆိုလို့ဖြစ်ဖြစ်ပါပေါ့ဒါအဲ့လိုပေါ်ပဲနဲ့တခါတည်းတခုဝမရွံ့ပြီးလုံးမရလည်းဖြစ်ဖြစ်ပေါ့နောက်လှုပ်ရင်းလှုပ်ရင်းလှုပ်ရင်းကနေပြီးတော့သူအတိညာပေါက်လာအတိညာပေါက်တယ်ဆိုတော့သူ့အဘိညာပေါက်လိုက်တာဟာဒါဒီလိုမှပါလေ နောက်ကြတော့ဟိုသူတင်ကြတဲ့အကွက်ဟိုသူတင်ကြတဲ့အချက်မကတော့ပဲနဲ့သူ့ဘာသာသူ့ကိုဟာဒါဘယ်ကနေဘယ်လောက်ဆောင်လိုက်ဖြစ်ဘယ်လိုလွတ်တယ်ဆိုတော့သူ့စိတ်အတွက်နဲ့ကိုသူ့ဘာသာသူတွတ်ပြီးတော့ဒါဘယ်လိုလုပ်ဘယ်လိုဖြစ်သေးတယ်ဆိုတာမျိုးသူသိသွားပေါ့ဗျာအဲ့လိုမျိုးလို့သူ့မှာထူးခြားတဲ့အသိဉာဏ်ဟိုတင်ကြားချက်ကနေရတဲ့အသိဉာဏ်ပေါ့ပဲနဲ့ထူးခြားတဲ့အသိဉာဏ်သူ့ဘာသူလှုပ်ရင်းလှုပ်ရင်းကနေမှတခါလေသူ့စိတ်ထဲမှာသူ့ဘာသူထိုးထွင်းပြီးတော့တိသွားတဲ့အသိဉာဏ်အဲ့ဒီအသိဉာဏ်မျိုးပေါက်သွားတာမျိုးကိုပြောရင်ဘယ်ရင်ပေါက်တာလို့ပြောရမှာပေါ့ အဲဒီလိုမျိုးလိုပဲတခုခုပညာရတခုခုလည်းလှုပ်ဆောင်နေတာလည်းမဟုတ်ဘူးလို့ဆိုတဲ့သူတွေကြတော့စိတ်ကိုအဲဒီလိုရထားလိုက်ရင်ရထားလိုက်တာကိုမှပြီးပြီးတော့ရထားရင်ကနေပြီးတော့အရင်တော့ရှိခဲ့တာတွေကိုအခြေခံထားပြီးတော့သူတွက်တာချက်တာတွေကသူလှုပ်မှာပေါ့အဲဒီလိုလှုပ်တဲ့အခါမှာရှေ့ကိုလှမ်းမြင်လိုက်တာကိုသူသူတရားကလာမေးတယ်ကျွန်တော်ဘယ်ဟာကြီးကမရောရနေတာကျွန်တော်ရောင်းအောင်ကဆရာလှုပ်ပေးသမှာပေါ့ဘယ်တော့ရောင်းအောင်မှာတော့ပေါ့အေး तू ကနေကြည့်လိုက်တယ် ရောင်းရတော့မှလေအေးမင်းရောင်းအောင်ရောင်းအောင်ရောင်းအောင်အဲလိုပြောလိုက်တယ်ပေါ့ तू ကတော့ရောင်းအောင်မှမြင်သွားပြီ तू ဘယ်လိုကနေဘယ်လိုမြင်သွားတယ်ဆိုတော့ဟိုလူစိတ်နဲ့ဒီလူစိတ်နဲ့အကုန်နှီးနှွဲပြီးတော့တခါလေးဆက်ရှက်ပြီးသွားတာဒါအပိတ်ညရတယ်ပြောရမှာပဲအနာဂတတပြောရမှာပေါ့ရှေ့ကိုညှော်ပြီးမြင်တာမျိုးပေါ့အာပုဝိနိဝါဒလည်းပဲ तू နောက်ကဟာလည်းပဲ तू မြင်မှာပေါ့ तू လာတယ်ဆိုရင်အဲမင်းအိမ်ကဘယ်လိုဆောက်ထားတာမင်းအိမ်ဝိုင်းထဲမှာဘယ်တစ်ပင်ကြီးကဘယ်လောက်ကြီးကြီးရှိတယ် ရည်သွင်းရမင်းရဲ့ဘယ်နာစီမှာရှိတယ်နဲ့ပြောနေပြီပေါ့အဲဒါဆိုရင်လည်းပြောမစင်တော့သူ့အနေနဲ့သူ့ရဲ့အတိတ်တွေကို तू ကနေထော်ပြောနေတယ်ဆိုတော့ဟာတမကုံကကောင်းကောင်းမှန်နေပြီဆိုတဲ့အခါကျတော့ဟိုတစ်ဖက်သူကလည်းပဲစိတ်တွေပေးပြီးတော့ယုံစားပြီးသွားတာပေါ့ဒါဘယ်ညင်နေပေါက်တယ်လို့ပြောရမှာပေါ့ဒါဘာဖြစ်ရနေပြီဖြစ်တာလဲလို့ဆိုရင်စိတ်ကိုတင်ညာမဲ့ထားရနေပြီတော့အတုပဒသူဖြစ်တတ်တဲ့စွန့်ရင်လေးတွေထွက်တာလို့သူပြောရမှာပေါ့ဒါတွေကပြောမစင်တော့ခုနက ဒါယူပသရံကိုပွားများခြင်းကြောင့်ရရှိတဲ့အဘိညာဉ်တရားတွေပေါ့အဲဒီလိုမျိုးလိုအဘိညာဉ်တရားတွေနဲ့တမာပတ်တရားတွေပေါ့အဲ့ဒီအဘိညာဉ်တရားတွေနဲ့အဲ့ဒီတမာပတ်တရားတွေကတော့ဘာမှမဟုတ်ပါဘူးလို့ဒီလိုပြောရမှာပေါ့ကျုပ်တို့သာသနာတော်နဲ့ဖြင့်လုံးလုံးမဆက်ပါဘူးပေါ့ကျုပ်တို့သာသနာတော်တွေကဖျားဖြစ်စေသို့မဟုတ်ဖျားတပည့်သားယဟနာတဘာဘာဖြစ်စေအဲ့ဒီပုဂ္ဂိုလ်ဘာအဘိညာဉ်တွေကိုပွားနေပါတယ်လို့သို့မဟုတ်ဘာတမာပတ်တွေကိုပွားနေပါတယ်လို့ဆိုတာ တကယ်ပွားနေတာကတော့လကုတ္တရာတမပတ်ပဲလို့ပြောရမှာပေါ့လကုတ္တရာမှာလည်းပဲတမပတ်ရှိတာပဲလေဘောလို့ဇန်နေရရှိတာပဲကိုလကုတ္တရာမှာလည်းပဲအဘိညာလည်းရမှာပဲဘာဖြစ်လို့လဲဆိုရင်သူလည်းပဲဇန်နေရရှိတာပဲဆိုတော့ဒီဇန်နေကိုထပ်ထပ်ပွားပြီလို့ဆိုရင်ဘိညာနေရမှာပေါ့လကုတ္တရာဘိညာဖြစ်နေရမှာဆိုရင်ကတော့ဘာဘိညာနေရမှာလို့ဆိုရင်သူ့ရဲ့အခုလက်ငင်းကံတရားတွေပေါ့မှာဒါမကောင်းမှုမဟုတ်အကြောင်းအတိုင်းထွာတွေအနိစ္စဖြစ်ပုံဒုက္ခဖြစ်ပုံအနတ္တဖြစ်ပုံအကြောင်း အတိုင်းထွာတွေကိုသူကျွပွားပန်ယူပွားပန်များတဲ့အတွက်သူလက်ငင်းကတော့မကောင်းတာမလုပ်တော့ပင်မဲ့လက်ငင်းလုပ်တဲ့မကောင်းတာအပေါ်မှာပွားတာတွေမကတော့ပင်နဲ့ဒီလိုအလားတူမျိုးအရင်တော့လုပ်ခဲ့တဲ့မကောင်းတာတွေကတော့ဘယ်လိုများသူအနိစ္စရောက်တယ်လဲဘယ်လိုများသူဒုက္ခရောက်တယ်လဲဘယ်လိုများအနတ္တရောက်တယ်လဲသူပြန်ပေါ်ပြီသူပြန်ပေါ်တဲ့အခါကျသူ့ရဲ့အရင်တော့လုပ်ခဲ့တဲ့မကောင်းမှုတွေမှာအသက်90ရှိပြီဖြစ်တဲ့သူက40တုံးကလားတုံးမ35နှစ်တုံးကလား30တုံးကလားစိတ်တုံးကလား20တုံးကလားပေါ့လေ သူငငယ်ရွယ်ရွယ်တုန်းကလာသူလုတ်ခဲ့ချက်တည်းရလဲပဲသူ့အနေနဲ့ကွင်ကွင်ရှင်းရှင်းပြန်ပေါ်ပြီးတော့အခုပူနွေးနွေးလုတ်ထားတာလို့တခါအပြစ်မြင်လာကြတော့လေအဲ့ဒီဟိုကြာကြာနှောင်းနှောင်းဖြစ်ခဲ့ပြီးပြီဖြစ်တဲ့လုတ်ရက်ကိုအခုနီနီပါပါကလေးပြန်ပေါ်နိုင်တယ်လို့အပြစ်မြင်တဲ့အခါကျတော့လေအခုပဲအပြစ်ကြီးတစ်ခုကိုလုတ်ပြီးထားတယ်လို့သူမြင်မှာပေါ့မြင်တော့လေဒီအပြစ်ကိုဒီအပြစ်ကြီးအပြင်တော်တော့ကိုကြီးငွေ့ဆရာကြီးတော်တော့ကိုသက်ဆုပ်နှလုံးနာဆရာကြီးလို့ဆိုတာလည်းပဲအခုလုတ်ပြီးထားကာသာ နှလုံးနာတယ်လို့သူနာမှာပေါ့အဲဒီလိုနှလုံးနာသွားပြီလို့ဆိုရင်တော့ဒီအပြစ်ကလည်းပဲပယ်ပြီးသွားတင်ပြီးသွားပြီဆိုဒီလိုပြောရမှာပေါ့အဲဒီလိုစင်ပြီးသွားတဲ့အဖြစ်ကိုရောက်တာကိုဥပ္ပေတိဝါတာဒုတ်တိအပြင်ရရတာလို့ဒီလိုပြောရမှာပေါ့ဒါကတော့ကျုပ်တို့သာသနာတော်အတုံးဥပ္ပေတိဝါတာဒုတ်တိအပြင်ပေါ့ဟုတ်ပဲငင်း၆ပါးတို့ပါလို့ဆိုတာတွေကတော့လောကီတုံးနေလို့ဒီလိုပြောရမှာပါအဲ့တော့ကျုပ်တို့သာသနာတော်တွေကအပိန်ညင်နဲ့ကျုပ်တို့သာသနာတော်တွေကတမာပတ်နဲ့ကို လောကီအဘိညာဉ်လောကီတမာပတ်တွေ ਨੇ ရောရောပြီးတာလားသာသနာတော်ရဲ့အဘိညာဉ်တမာပတ်ကိုပဲလောကီဘိညာဉ်တမာပတ်တွေ ਨੇ ဖွင့်ထွက်ပြီးသိကြတာဖြစ်ပါတယ်ပေါ့ဒါရှင်သာရိပုတ္တရာရှင်မောကလန်နေလည်းပဲဒါသူတို့တကိုးတွေရတယ်လို့ဆိုတာသူပြောပါတယ်တကိုးတွေရတယ်ဒါပြောတာရှင်မောကလန်လည်းပဲသူများတွေကနေပြီးတော့ရိုက်တက်လိုက်တာ ਨੇ ပဲသူတည်သွားတယ်လို့ပြောရမှာပေါ့နော်တကယ်တကိုးရမှာဖြစ်သူအေးတတက်ပဲဆိုတာပဲဧတတက်ဆိုတာ तू တကိုးဘလောက်ရှိတယ်လဲလို့ဆိုရင်ဧတတက်လို့ဆိုရင်တော့ तू ကအချွန်ဆုံးလို့ ဒိဗေရောက်တာပေါ့နော်အကျွန်ဆုံးလို့ဆိုလို့ရှိရင်လူ900ကနေပြီးတော့ဝိရင်တုတ်တွေကင်ပြီးတော့ရိုက်တတ်မလို့လာတဲ့ဆိုရင်လည်းပဲလူ1000ကနေပြီးတော့ဝိရင်တုတ်တွေကင်ပြီးတော့ပြန်ရိုက်မလို့မျိုးလို့သူဖန်ဆင်းလိုက်သမှလားသူတကောမှာအကြီးဆုံးပဲဗျာဟုတ်တယ်မလားအဋ္ဌိဝိဒနော်အဋ္ဌိဝိဒမှာသူအကြီးဆုံးဆိုတော့ဒီလိုဖန်ဆင်းလိုက်ရင်ဟိုကောင်ကြီးပြန်ထွက်သွားမှာပေါ့ဒါမှမဟုတ်ဒီခါလဲမင်းစိုးရသားတွေကနေပြီးတော့သူနားမှာဝိုင်းရံပြီးတကလာတက်ကြီးတွေနဲ့ရှစ်ခိုးပြီးနေတဲ့ပုံစံသူဖန်ဆင်းလိုက်သမှလား ိုသူတွေတခါဟာမင်းစိုးရကြတယ်ရောက်နေတာချေပေါက်ကလန်နားမှာတို့ကနေတော့လှုပ်လို့စော်ကားလို့မဖြစ်ဘူးอ่ะဆိုပြီးတော့ပြန်ပြေးသွားကြမှာပေါ့အခုဘယ်မလဲတခါတည်းချေပေါက်ကလန်ရဲ့တကူအရာမှာအေတတက်လို့ဆိုတာအေတတက်ဆိုတာအေတအဲကပဲနော်အေတအကောပဲသူအချွန်ဆုံးလို့ပြောတာပဲဒါမှသူအချွန်ဆုံးလို့ဆိုတော့တကူအရာမှာသူအချွန်ဆုံးလို့ပြောတာဒါအေဒီဝိဒမှာသူအချွန်ဆုံးလို့ပြောတာအေဒီဝိဒမှာအချွန်ဆုံးဆိုရင် तू အဲ့နေရာဘာလို့မလုပ်တာလဲဆိုလိုတာကတော့ဖြင့် ဒီလိုမျိုးတကူမဟုတ်ပါဘူးလို့ဒီလိုပြောရမှာပေါ့သူ့ရဲ့စွမ်းဆောင်နိုင်အားပေါ့ဥပမာပြောကြဆိုပါတိမောက္ခထပနာလုပ်တဲ့အပိုင်းမှာမြတ်စွာဘုရားကနေပြီးတော့ပါတိမောက္ခမပြသူဩရပါတိမောက္ခမပေးဘဲနဲ့နေနေတယ်ဩရပါတိမောက္ခမပေးဘဲနဲ့နေနေတန်ခါရီရဲ့တန်ခါရီစုံနေညညနေမိုးချုပ်လာရှင်ဘုရားတန်ခါရီစုံနေပါဘုရားကြာလဲကြာနေပါဘုရားဩရပေးတော်မူပါဘုရားတော့ဘုရားမလှုပ်ဘူး အာတခါမိုးအကျုပ်သွားပြီမိဘဆောင်ဆက်ထွန်းနေရပြီရှင်ဗျာတန်ဃာတွေသုံးနေပါပြီဗျာတန်ဃာတွေလည်းကြားနေပါပြီဗျာဩဝါဒပေးပါဗျာဆိုမလို့ဘူးနောက်ဆုံးပြီးတော့ညကုံတော့မယ်ညကုံတော့မယ်အချိန်ရောက်တဲ့အချိန်ထိတခါတော့တဖြည်းတဖြည်းဖြည်းရှာနန္ဒာကတော့ပြောပြောလာတာပဲတကောင်တိုင်းလာပါပြီဗျာဘာလုပ်ပါပြီဗျာနဲ့နောက်ဆုံးပြီးခါကျမှဗျာနေပြီးတော့ပြောတယ်တန်ဃာမတတ်ဘူးတန်ဃာမတတ်ဘူးလို့ဆိုတဲ့ခါကျမှအာရှင်မောက္ကလံအဆုံးပြတော့တာကိုအဲကျမှ လာမဲထွက်ဆိုပြီးတော့အဲ့ဒီဘုံကြီးကိုသူကနေလက်မောက်ဆွဲပြီးတော့ထုတ်တယ်ဆိုတာဟောတကယ်တော့သူအဲ့ဒီလိုမျိုးလို့အစွန်းထက်တာလို့ပြောရမှာဗျာအဲ့ဒီလိုမျိုးလို့အစွန်းထက်တဲ့အပိုင်းကိုပြောမစွန်းတော့ဒါလူခဲခတ်ပေါ့ဗျာသူ့မှာအဲ့ဒီလိုမျိုးကိုဒီသူအမှန်ဒီသူအမှားလို့ဆိုတော့ကိုအကဲခတ်နိုင်တယ်စွန်းရင်မအပြည့်ရှိတာလို့ဒီလိုပြောရမှာပေါ့ဒါသူ့ရဲ့တကောပဲပေါ့လေဒါသူဆွဲထုတ်တယ်လို့ဆိုတာပဲသူကလည်းပဲအဲ့ဒီလိုလဲတဲချောက်တဲ့ပုံရှိဘူးကြောက်တတ်တဲ့ပုံလည်းမရှိဘူးနောက်ဆုံးမှကြာမှလာရိုက်ခတ်ပြီးတရားတယ်လို့ဆိုတာဒါ အဲ့တော့အဲ့လိုမျိုးလို့လုံးလို့လည်းခံရတာလည်းဖြစ်ကောင်းဖြစ်မယ်နဲ့တူရဲကြည့်ရတော့အဲဆိုလိုတာကတော့ကျွတ်တသနာတော်တွေကတကိုးနဲ့သာသနာဘဖြစ်တယ်ဒီအတ္တကီလိုမီတာနုယောဂရဲ့တကိုးဒီပါးဒီပါးရဲ့တကိုးကျွတ်တသနာတော်တွေကတမာပတ်နဲ့ဒီအတ္တကီလိုမီတာနုယောဂတွေကတမာပတ်ဟာမတူပါဘူးလို့ဒီလိုပြောရမှာပေါ့အခုနောက်တော့ကျုပ်ပြောတဲ့အဘိညာဉ်တွေနဲ့တမာပတ်တွေကတော့ကာမတွေလို့ပြောရမှာပေါ့ဘောတော်ကမောင်းတဲ့ဘိုက်စကယ်စီးတဲ့ အစာကြီးတွေအဲ့လိုမျိုးမှာကိုနီးကိုဟန်နဲ့ပို့ပြီးတော့ပို့ပို့မုံမုံကလေးတွေပိန်ញင်ပေါက်သွားတာမျိုးကတော့ဒါကာမလို့ဒီလိုပြောရမှာပေါ့အဲခုနပြောတဲ့ဟာကျတော့စိတ်နဲ့ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတွေဆိုတော့ဒါယူပလို့ဒီလိုပြောရမှာပေါ့အဲ့တော့ကာမနဲ့လည်းပဲတကိုးတွေဖြစ်နိုင်တယ်အဲကာမနဲ့လည်းဇန်တွေဖြစ်နိုင်တယ်ယူပယူပနဲ့လည်းတကိုးတွေဖြစ်နိုင်တယ်ဇန်တွေဖြစ်နိုင်တယ်လောကုတ္တရာနဲ့လည်းတကိုးတွေဖြစ်နိုင်တယ်ဇန်တွေဖြစ်နိုင်တယ်လောကုတ္တရာရဲ့တကိုးကတော့တစ်မျိုးနေလိမ့်မယ် ယူပါယူပါရဲ့တကောကလည်းတစ်မျိုးနေလိမ့်မယ်ကာမရဲ့တကောကလည်းပဲတစ်မျိုးနေလိမ့်မယ်လို့ဒီလိုတော့ပြောရမှာပေါ့ဗျာသံသမာဘတ်ချင်းကလည်းပဲအတူတူပဲဒါတကောတခြားကြီးဖြစ်လိမ့်မယ်လို့ဒီလိုပြောရမှာပါအဲ့လိုမျိုးဖြစ်မှဖြစ်ပေမဲ့ကိုယ်ကိုယ်တိုင်ကမဟကတာတဲကိုရောက်ပြီးနေကြတော့အတက်ကီလိုမီတာတဲရောက်နေကြတာဆိုတော့အတက်ကီလိုမီတာနယူးယောက်ရဲ့အဖွင့်ကိုကျုပ်တို့ထေရဝါဒမှာယူပနဲ့အာယူပရဲ့လို့အဖွင့်ကြတော့တာဖြစ်ပါတယ်လို့ဒီလိုပြောချင်ပါတယ်ဗျာ အဲ့တော့ယူပါနဲ့အာယူပါရဲ့အနက်ခွင့်ကိုအတ္တကိလေသာနဲ့ယောဂလို့မဖွင့်ကမျှနဲ့အတ္တကိလေသာနဲ့ယောဂကယူပါအာယူပါမဟုတ်ဘူးလို့ဆိုတာမျိုးဖြင့်နည်းနည်းကမှမယူသင့်ပါဘူးပေါ့။ဒါဖြစ်လို့လို့ဆိုယူပါနဲ့အာယူပါကိုအနည်းနည်းရာဒီဓမ္မစက္ကဘောဒနာတွေမကပဲနဲ့အနည်းနည်းရာဒီမှာသူဟာဖြင့်တော်တော်ကိုညီငွေရမယ်ဟာဒီဆက်ဆိုးရမယ်ဟာဒီဖြစ်တယ်လို့ဆိုတဲ့အကြောင်းကိုဆရာပြောခဲ့တဲ့အပိုင်းတွေကိုကြည်ချင်းအားဖြင့်လည်းကဒုက္ခသစ္စာရဲ့အရာမှာပုံသုံးမှဖြစ်တယ်လို့ဆိုတာကိုသိချင်းအားဖြင့်လည်းက အတ္တကိလေသာမျိုးယောဂအားတော့ဖြင့်တို့ရဲ့ခြီကံဖြစ်နေကံရမဲ့ယူပနဲ့အာယူပါပါတယ်လို့ဆိုတော့ကျွတ်ပတ်သားရမှာဖြစ်ပါတယ်လို့သူပြောရအဲဒီလိုပဲတခါကျွတ်ဘုရားပရိနိဗ္ဗာန်စံဃာနိမတမပတ်ရှိပါတွေကိုအပြန်ပြန်လန်လန်ပဲလို့ပွားတယ်ဆိုတာ၄လို့နောက်တခါဗာလဲနိရောဓတမပတ်ဝင်စားတဲ့အခါမှာဘယ်လိုတမပတ်လောကီတမပတ်တွေလည်းပဲဝင်စားတယ်ဆိုတာ၄လို့ဆိုတာတွေဟာလောကီတမပတ်မဟုတ်ပါဘူးလို့အဲဒီလိုမျိုးပဲပြောချင်ပါတယ်ဗျာနောက်တခါ ဟိုးကျွတ်တို့ဒီတာမညဖလာတုတ်တို့လို့အဲလိုတုတ်တွေမှာဆိုလို့ရှိရင်လည်းပဲဇန်ကန်းဆိုပြီးတကလားဒါငါတို့ကတရားဓမ္မတွေကိုကျင့်နေဆိုတာတရားဓမ္မတွေကိုဘုန်းကြီးယဟန်လုပ်တယ်ဆိုတာအဲဘုန်းကြီးယဟန်ဒီလိုမျိုးကလေးတွေလုပ်နေဖို့မဟုတ်ဘူးအဲ့လိုတိလာတွေကိုကျင်းကနေပြီးတော့တမာတိတွေလည်းနောက်ကျင်းကနေနောက်ဆုံးပိတ်ကြတော့တခါတည်းဇန်နေပဲလို့ရလာတယ်။နောက်ကြတော့ဘယ်လိုအပိညာဉ်တွေပေါက်လာတယ်။နောက်ဆုံးပိတ်ကြ အတော်ဒီဘယ်လိုကုန်တယ်လို့ဆိုတဲ့အကြောင်းကိုအဆုံးသတ်သတ်ပြီးတော့မြတ်စွာဘုရားပြောတဲ့အလေးထားရှိတယ်။အဲ့ဒီပြောတာကိုအဋ္ဌကထာဘုရားဖွင့်ရပြီလို့ဆိုလို့ရှိရင်အဲ့ဒီလိုပဲသူဇံကန်းကိုဖွင့်ပြီဆိုရင်လောကီတမပတ်တွေပဲဖွင့်တော့တာပေါ့ဗျာ။အဲ့ဒါတွေဟာတော့ဖြင့်ကျုပ်တို့ရဲ့ထေရဝါဒလက်ထဲမှာရောက်တဲ့အခါမှာမှကျုပ်တို့ထေရဝါဒရဲ့လုပ်ငန်းကိုယ်တိုင်ကိုယ်ကလည်းပဲဒီအထက်လမ်းဖြစ်တဲ့ခုနကဒီအဋ္ဌကိလမထာဒီယောကလမ်းကိုဇံနေပါတာမဟုတ်ဘူးလို့ထင်တာကြောင့်ပဲ။ ဖြစ်တယ်လို့ဒီလိုပြောရမှာပေါ့ဒီဇာနေဖြစ်တယ်ဒီတမပတ်7ပါးဖြစ်တယ်ယူပါနဲ့အာယူပါတမပတ်တွေကိုကျုပ်တို့သာသနာတော်သုံးပစ္စည်းတွေဖြစ်နေသာသနာတော်ထဲမှာအရာဝင်တဲ့အရာတွေဖြစ်နေကျုပ်တို့အထားခံရတာကိုကလည်းပဲကျုပ်တို့ပါတာဖြစ်ပါတယ်ပါလွဲမှားပြီးတော့မတော်ဆလွဲမှားပြီးပါနေတာဖြစ်ပါတယ်လို့ကျုပ်ဖြင့်ဒါပြောချင်ပါတယ်ကြာအဲ့လို့ဆိုတော့အတက်ကီလိုမီတာယောဂရဲ့အရာကတော့ခုနပြောခဲ့တဲ့အချက်လက်တွေအနေထားအရာဒီပါနဲ့အာယူပါတွေပဲဖြစ်ပါတယ် အဲ့ဒီမှာဓမ္မပတ်ရှိပါးတွေပါးတွေပွားတယ်လို့ဆိုတာတွေကလွယ်မှားပြီးခါလားချောချုပ်ပြီးတော့ပွားထည့်မိကြတာတွေပဲဖြစ်ပါတယ်လို့ဒီလိုပဲပြောချင်ပါသေးတာပြောလို့ဗျာကတော့ယူပတွေအာယူပတွေဟာလဲတဲ့အဲ့ဒီဘဝတွေဟာလည်းပဲရွှရှာဆက်ဆုပ်ဆရာတွေပဲဖြစ်တယ်လို့ဆိုရကြအောင်ဟိုသူကဘဝတွေနဲ့ဆက်လျင်းပြီးတော့ရွှန်ရှာဆက်ဆုပ်ရမယ်အကြောင်းကိုကျင်ကြီးတွေနဲ့ဥပမာပြုပြီးတကယ်လားသူပြောသွားပါတယ်ကျင်ကြီးရဲ့လို့ဆိုရင်တဲ့အခွေရဲ့ချီနွားရဲ့ချီ အဲ့ဒီလိုလောက်တာယွန်းစရာမဟုတ်ဘူးပေါ့ပြောမစင်နတ်ရဲ့ချီဂျမားရဲ့ချီဒီချီတွေလည်းပဲယွန်းစရာပဲလို့ဆိုတဲ့ဟာမျိုးဖြစ်တယ်လို့ဒါအစီကံသူစင်းရဲ့ချီမှယွန်းစရာချီမဟုတ်ဘူးတထေရဲ့ချီတကြွယ်ရဲ့ချီမင်းစိုးရာဇာရဲ့ချီတွေလည်းပဲထတ်တူပဲယွန်းစရာဆက်ဆုပ်စရာကောင်းတာဖြစ်တယ်လို့ပဲပေါ့ဘဝဆိုရင်လည်းပဲကာမဘဝမှာယွန်းစရာဆက်ဆုပ်စရာကောင်းတာမဟုတ်ဘူးပေါ့ယူပဘဝတွေအာယူပဘဝတွေလည်းပဲကာမဘဝလိုပဲအလားတူယွန်းစရာဆက်ဆုပ်စရာဖြစ်တယ်လို့ဆိုတဲ့အကြောင်းကို တော်တော်ပြင်းပြင်းပြင်းအော့ကျင်အန်ကျင်လောက်သူကနေပြောရွှေရှာဆက်ဆုပ်မှုအပိုင်းထဲမှာပြောသွားခဲ့တာဖြစ်တဲ့အတွက်ယူပနဲ့အာယူပဟာကျုပ်တို့မျက်နှာမူရမယ်ကျုပ်တို့ဦးတည်ရမယ်ကျုပ်တို့ဒီကျုပ်တို့ကိုယ်ပေါ်မှာကျုပ်တို့ဖရားရဲ့တပည့်သားလို့ဆိုတဲ့သူတွေရဲ့ကိုယ်ပေါ်မှာပွားများရမယ်တရားမဟုတ်ပါဘူးလို့ဒီလိုပြောရပါပါဗျာလောကဒသမပိုင်းကလာသမပိုင်းကိုကျွန်တော်ရတော့ဟုတ်ပါတယ်လက်က

အဲ့ဗျာယူပါယူပါသံတမာရီတွေကိုထူထောင်နေရတာဟာတော့ကျုပ်တို့အတွက်တရှုပ်တစ်ခက်ကြီးပါဗျာဆိုလိုတာကတော့ကာမတွေကိုလွန်မြောက်ခြင်းကာမတွေကိုအစုံလုံဖူးရမလို့ရှိနေတယ်လို့ပြောရမလို့ပဲဗောနော်ကာမတွေအစုံမလုံဖူးမလုံဖူးကာမကလွန်မြောက်လို့ရတာပဲယူပါယူပါတွေအစုံလုံဖူးမလုံဖူးယူပါယူပါလွန်မြောက်လို့ရတာပဲလို့ဘယ်လိုပြောရမှာပေါ့ဗျာအခုတော့ယူပါယူပါတွေကိုကျုပ်တို့ကလုံဖူးနေမှာပဲ လုံမြောက်လို့ရရမလို့လို့ဖြစ်နေတာဒါမဖြစ်တတ်ပါဘူးသူတို့ပြောရမယ်အကုသိုလ်တွေကျွတ်တို့မလုပ်ဘူးအကုန်မလုပ်ဘူးဝင်မဲ့လေအကုသိုလ်တွေလုံမြောက်လို့ရတာပေါ့ယူပါယူပါတွေလည်းပဲမလုပ်ဘူးလည်းပဲယူပါယူပါတွေလုံမြောက်လို့ရတာပေါ့လို့သူတို့ပြောရမှာပေါ့ဒါကျုပ်တို့မှားနေတာကဒီယူပနဲ့အာယူပတွေဟာကျုပ်တို့အနေနဲ့တမျက်တနိုးလဲလျောင်းရပေါင်းရဖြစ်နေ varphi ရလို့ဖတ်ထင်နေတာဟာကျုပ်တို့မှားတာပါပဲ